ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှာအေဂျင်တာယာဝါပြောသည့်နိုင်ငံတော်တစ်စီသို့တုံးသက်ဆွေးနွေးပွဲငြိမ်းချမ်းဖိုရမ် Peace Forum 2025ကို ဒီနေ့မနက်ပိုင်းကနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပရာအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ညီငယ်ဖော်ဆောင်မှုညီနိုင်ရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရပြင်းနှင့်ညီနိုင်ကော်မတီဝင်များတက်မတော်အငိမ့်စားရရှိကြီးများပြည်ခတ်တိုက်ခတ်မှုရက်စေးဆိုင်ရာပူးတွဲစောင့်ကြည့်ကော်မတီ GMC မှကိုယ်စားလှယ်များနိုင်ငံပါတီများမှကိုယ်စားလှယ်များ NC လက်မှတ်ရေးထိုးထားသည့်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းများမှကိုယ်စားလှယ်များ NC လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းများမှကိုယ်စားလှယ်များညီငယ်လူ ငန်းစဉ်မှာပါဝင်ဆောင်ရွက်သူများပါဝင်သင့်ပါဝင်ထိုက်သူများအသည့်ပညာရှင်အတက်ပညာရှင်များပြည်တော်စုဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းများမှညွှန်ကြားမှုချုပ်များတက္ကသိုလ်များမှပမောက္ခများအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းများအသင်းအဖွဲ့ကိုယ်စားလှယ်များမီဒီယာများနဲ့လေ့လာသူများစုစုပေါင်း259ဦးတက်ရောက်ကြပါသည်။ ရှေးဥစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေဇရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြီကအဖွဲ့အမာစကားပြောကြားရမှာနိုင်ငံတော်ရဲ့ပဂတိအခြေအနေကိုသိမြင်ပြီးနိုင်ငံသားအလုံးကမိမိတို့နိုင်ငံတည်ဆောက်ရေးမှာတရတအားပါဝင်ပြီးတွေ့ကြုံလာတဲ့အခက်အခဲများကိုလည်းနိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးဖြစ်သင့်ဖြစ်ထိုက်တားများကိုပေါင်းဆက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းယခုနှစ်ကုန်မှကျင်းပမယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတရက်အောင်မြင်စွာကျင်းပနိုင်ဖို့ရွေးကောက်ပွဲမတိုင်မီနဲ့ရွေးကောက်ပွဲအလွန်အမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်များကိုအကောင့်ထည့်ဖော်နိုင်ဖို့အတွက်အပြန်အလှန်ယုံကြည်မှုများတည်ဆောက်ပြီးလက်တွေ့ကျတဲ့နေပြည်တော်များကိုဒီဖိုရမ်မှာဖော်ထုတ်နိုင်ကြမယ်လို့ယုံကြည်ထားပါကြောင်း ဒါအပြင်တန်ဖိုးမဖြတ်နိုင်တဲ့အကြံဉာဏ်ကောင်းများထွက်ပေါ်လာလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်ပါကြောင်းငင်းချိုင်းဖိုရန်ရဲ့ဆောင်ဖို့ဖြစ်တဲ့ငင်းချန်ရီရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှာအေဂျင်တာယာဝါပြောသည့်နိုင်ငံတော်တစ်စီတို့နဲ့အညီငင်းချိုင်းတိစောက်မှုနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲများမှာတဆင့်စီလုံးညွညွပြီး ဖွံ့ဖြိုးတိုးတက်သည့်မြန်မာနိုင်ငံတော်တည်ဆောက်ရန်အတွက်လူအပ်သော အခြေခံအုတ်မြစ်များခိုင်မာလာစေရေးတို့အတွက်မြေကဲ့သို့ဆောင်ရွက်သင့်သည်များကိုလေးလာဆန်းစစ်ပြီးပြည်သူကိုဗဟုပြုတဲ့ခိုင်မာတဲ့လမ်းကြောင်းများကိုဖော်ထုတ်ကြရမှာဖြစ်ပါကြောင်းမိမိတို့ရဲ့ဆန္ဒအကျိုးစီးပွားထက်ပြည်တော်စုနဲ့တိုင်းဒေသပြည်သူများအားလုံးရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးစိတ်ရင်းစေတနာမှန်ကန်စွာဖြင့်ကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့၍ကြိုးပမ်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းလို့ဆိုပါကြောင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းပေါ်ဆောင်မှုညှိနှိုင်းကော်မတီအတွင်းမှဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကငြိမ်းချမ်းဖိုရမ် Peace Forum 2025ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်နဲ့အစီအစဉ်များအားရှင်းလင်းပြောကြားပါရစေ။ အဲ့ဒီနောက်နိုင်ငံခြားဧည့်သည်တော်ပညာရှင်များဖြစ်တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှအာရှရေးရာအထူးကိုယ်စားလှယ် Mr. တန်ရှိကျွန်းအိန္ဒိယနိုင်ငံမှတမ်မတ်ကြီးအငြိမ်းစား Mr. Jim T. Messenger ထိုင်းနိုင်ငံမှဒုတိယနိုင်ငံခြားရေးဝန်ကြီးအငြိမ်းစား Mr. Siokset ရုရှားနိုင်ငံမှ Professor Alexander Gilevich Dukin တို့ကညီငယ်ဖိုရမ်နဲ့ပတ်သက်တဲ့အမှားစကားများကိုပြောကြားကြပါတယ်။ ဆက်လက်ပြီးနိုင်ငံခြားဧည့်သည်တော်ပညာရှင်ရှင်းဦးကရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းတည်ဆောက်မှုဆိုင်ရာအခွင့်အလမ်းများပြိပခအပြီးပြန်လည်တည်ဆောက်ရေးနှင့်တဘာဘေးရနေရဲ့ပြန်လည်ထူထောင်ရေးဆိုင်ရာများနဲ့ပတ်သက်ပြီးကိုင်တွဲဖြည့်ရှင်းရမယ်လုပ်ငန်းစဉ်များကောင်းစဉ်တို့ဖြင့်ဥဆောင်ဆွေးနွေးပြီးတက်ရောက်လာသူကိုယ်စားလှယ်အသီးသီးကဆွေးနွေးမေးမြန်းခြင်းအကြံပြုခြင်းများပြုလုပ်ကြကဥဆောင်ဆွေးနွေးသူများကမေးမြန်းချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် အဆိုပါငြိမ်းချမ်းဖိုရမ်မှရရှိလာမယ့်အပြုသဘောဆောင်တဲ့အမြင်သဘောထားများအကြံပြုချက်များကိုသိရှိနားလည်ပြီးငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့နိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်တင်နာများကိုဆက်လက်ကြိုးပမ်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။